အခုတင်ဆက်ပေးမယ့်သတင်းကတော့အထူးကြုံဖြစ်စဉ်တွေနောက်ကွယ်မှာမမြင်ရတဲ့လက်တွေရှိနေရလို့ NLD ကယုံကြည်တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လက်ရှိအစိုးရတပ်တန်းကာလအတွင်းမှာဖြစ်ပွားနေတဲ့အထူးကြုံဖြစ်စဉ်တွေဟာနောက်ကွယ်ရမမြင်ရတဲ့လက်တွေကြောင့်ဖြစ်ပွားနေရခြင်းဖြစ်တယ်လို့ NLD ကယုံကြည်ကြောင်း NLD ရဲ့ပြောရေးဆိုခွင့်ရှိသူဦးညံဝင်းကပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ6ရက်နေ့ကပြုလုပ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဗဟုအလုံးမှုဆောင်အစည်းအဝေးအပြီးမီဒီယာတွေမေးမြန်းခဲ့တဲ့လက်ရှိပြည်တွင်းမှာဖြစ်ပွားနေတဲ့ပြည်ပခါဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး NLD ဗဟုအလုံးမှုဆောင်တွေကြားဆွေးနွေးမှုတွေရှိလာဆိုတဲ့မိကုံအပေါ် NLD ရဲ့ပြောရေးဆိုခွင့်ရှိသူဦးညံဝင်းကပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ဦးညံဝင်းကအဲ့ဒီ communal crisis တွေဟာတဘာဝအတိုင်းဖြစ်တာမဟုတ်ဘဲတဘာဝမကြတဲ့တိုက်တွန်းမှုမမြင်ရတဲ့လက်တွေကြောင့်ဖြစ်တယ်လို့ယုံကြည်ကြ။ဘာလို့လဲဆိုတာကို၎င်းတို့အနေနဲ့မပြောနိုင်ပေ။သိရင်တော့ပြောကြမှာဖြစ်ခါ ီကိစ္စတွေကဒီလိုပါဆိုတာကိုဆွေးနွေးပြီးအားလုံးကလည်းသဘောတူကြအောင်သူ့တဘာဝအတိုင်းအစ္စလာမ်နဲ့ဗုဒ္ဓဘာသာဖြစ်နေရမဟုတ်ဘဲဖြစ်အောင်ဖန်တီးနေရရှိရာဖြစ်ပြီးအဲ့ဒါကို၎င်းတို့အနေနဲ့သဘောတူကြကြအောင်ပြောကြားခဲ့ပါတယ်၂022ခုနှစ်မေလအတွင်းကစတင်ဖြစ်ပွားခဲ့တဲ့ပြည်ပခါတွေဟာရခိုင်ပြည်နယ်မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့မိထီလာဝမ်းတွင်တာစီရမဲတဲ့နေပြည်တော်ကောင်စီနယ်မြေတက်ကုန်းလေဝေပုပ်ပတီရီဆားရဲ့မြို့နယ်တွင်ဘကိုးတိုင်းဒေသကြီးအနောက်ပိုင်းမှာရှိတဲ့မြို့နယ်အချို့ကိုကူးဆက်ပြန်ပွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဖြစ်စဉ်တွေအားလုံးမှာဒေသခံပြည်သူတွေအပြင်အခြားဒေသခံမဟုတ်တဲ့သူတွေပါဝင်ပတ်သက်နေမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်ွယ်ရာလှုပ်ဆောင်မှုတွေရှိနေရလို့ဒေသခံများနိုင်ငံရေးအသိုင်းအဝိုင်းအချို့ကတုံ့သက်မှုတွေလည်းရှိခဲ့တာဖြစ်ပါတယ်။ 2013ခုနှစ်ဧပြီလ30ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်အုတ်ကံမြို့တို့မှာပြိပခါတွေဖြစ်ပေါ်ခဲ့ပြီးရှမ်းပြည်နယ်လာရှိုမြို့မှာတိုင်းရင်းသူတို့ဓာတ်ဆီလောင်မိရှုခံရမှုကြောင့်စူပူအကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီးအခုနောက်ဆုံးအကြိမ်နေနဲ့ဩဂတ်လ24ရက်နေ့ကစကိုင်းတိုင်းဒေသကြီးကမ်ပလူမြို့နယ်ထန်းကုန်းကျေးရွာမှာလှုပ်ဆော်ဖန်တီးသူတွေရှိရလို့ဒေသခံတွေကတုံ့တက်ခဲ့ပြီးအဲ့လိုလှုပ်ဆော်မှုရှိမရှိကိုလည်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ကစစ်ဆေးနေရဖြစ်ပါတယ်။